င်္ဂလာပါ Mommy's Break Home Prenatal Pregnancy Series မှာကြိုဆိုပါတယ်ဒီဘက်က31 weeks 32ဘက်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာကလေးရောဒီမိခင်ကမပါရပြောင်းလဲမှုရှိနေလဲဆိုတဲ့အကြောင်းအရာကိုပြဝေတော့မှာဖြစ်ပါတယ်အာဒီ32ဘက်မှာဆိုလို့ရှိရင်မိဘအလေးလေးပေါ့နော်တော်တော်လေးကိုပဲတက်ရှူဖို့ခက်ခဲလာတဲ့အာအခြေအနေမျိုးရှိတယ်ဘာလို့ဆိုတော့အထူးသဖြင့်ရက်ပူရက်လူစီပါလို့ဆိုလို့ရှိရင်ခါကနည်းနည်းတိုးတဲ့အခါမှာကျမတို့ကလေးကတအိမ်ကမြင့်တက်လာတဲ့အခါကျတော့ကျမတို့ရဲ့အဆုတ်တွေအဲဒီဟာကလုံး push အပေါ်ကို ပြစ်တယ်တွန်းတင်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်။တစ်ခါကြာလို့ရှိရင်လည်းနံရိုးကရှိတဲ့ခါကျတော့အသက်ရှူတိုင်းမှာအားထုတ်နေရတယ်။နော်အသက်ရှူရတဲ့နည်းခက်လာတယ်ပေါ့။ဆိုတော့ကျမတို့တွေကလမ်းလေးနည်းနည်းလျှောက်လိုက်တာနဲ့လှေကားတိတိတက်လိုက်တာနဲ့အသက်ရှူဖို့ခက်ခဲနေတာမျိုးလေးတွေပေါ့နော်။အဲ့လိုမျိုးလေးတွေဖြစ်တဲ့အခါမျိုးလေးရှိနိုင်တယ်။ဘာလို့ဆိုတော့ခုနကပြောသလိုပဲကျမတို့ကလေးရတဲ့နည်းကြီးထွားပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဥရေကလေးစားတွေစုပ်တယ်။ဒါတွေအကုန်လုံးပေါ်ပေါ်ပဲဖြစ်ဖြစ်ဘေးတွေကိုပဲဖြစ်ဖြစ်သူကတွန်းပြီးတော့ပေါ့နော်။ဖြစ်နေတဲ့ခါကျတော့ကျမတို့အနေနဲ့အာလေကားထိုင်ရတာခက်ခဲလာပြီပေါ့နော်။အဲ့လိုမျိုးလေးဖြစ်နိုင်ပါတယ်။ချို့မိဘတွေဆိုလို့ရှိရင်လည်းဒ ာဒီချိန်မှာအမွာလေးကိုဝယ်ဆောင်ထားတဲ့မိခင်တွေဆိုလို့ရှိရင်တဲ့ဆရာဝန်တွေကဒီ non stress test လို့ခေါ်ရပါတော့ကလေးရဲ့အနေအထားဘယ်လိုရှိမလဲကလေးရဲ့နှလုံးခုန်တာဘယ်လိုရှိမလဲအထူးသဖြင့်ပေါ့နော်အဲမှာလေရထိုင်ရတာအဆင်ပြေရလား contraction တွေရှိနေလား contraction ဆိုတော့ကျမတို့ခြေပိုင်းမှာပြောခဲ့သလို Braxton Hicks contraction ပေါ့နော်သူကဘိုက်ကဘိုက်ကြီးကလုံးခဲပြီးတော့တောင့်သွားတာလေနော်အဲ့ဒီဟာကနားတော့မနာဘူးဒါပေမဲ့လည်းခံစားလို့မကောင်းဘူးပေါ့နော်အဲအဲ့လိုမျိုးဖြစ်တဲ့ဟာဒါ contraction ပဲဆိုတော့အဲ့လိုမျိုးဘယ်နှခါလောက်ဖြစ်တယ်လဲခန္ဓာကိုယ်မှာဆိုပြီးတော့ sensory နဲ့တိုင်းတာပေါ့ဘာမှတော့ကလေးကိုသိရမှမရှိဘူးဒါပေမဲ့ကျမ တို့တွေအသာ ultrasound ရိုက်တဲ့တဘောပေါ့နော်ဟိုတေချာသွားအောင်လို့ဒီကျမတို့ဟာဒီအမွှားတွေပါတယ်ရှိခဲ့ဆိုလို့ရှိရင်ဒါမှမဟုတ်ရင်ကျမတို့အချင်းပြဿနာရှိတဲ့လူတွေဆိုလို့ရှိရင်လည်းအာဒါဆရာဝန်က32ပတ်လောက်မှပြန်ပြီးတော့ကျမတို့သမီးအကြီးတုံးကဆိုလို့ရှိရင်သူအချင်းပြဿနာရှိရတော့ကြောင့်မလို့ ultrasound ကိုထပ်ပြီးတော့ကြည့်ရတယ်နောက်နှလုံးခုန်တာမှန်ရဲ့လား contraction တွေဘလောက်ရှိလိုက်ဆက်သဖြင့်ပေါ့နော်နောက်တစ်ခုကဒီအချိန်မှာဆိုတော့ကျမတို့မိဘတွေကဗာတွေပြောင်းလဲနေပြီလဲဆိုလို့ရှိရင်လက်ရှိပိုင်းမှလို့ပါပဲ pregnancy brain လို့ခေါ်တာပေါ့နော်အုံနောက်ကသိပြီးွားတော့ပြောရရင်အလုံးမလုံးတော့ဘူးမိတတ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ခါတာ ပုံစံမျိုးတော့ဖြစ်တယ်ခါလေးကြိုက်မှာမျက်နှာတက်တက်စက်ပြပေါ့နော်အဲ့ဒါကိုတော်လိုက်တဲ့ပုတ်တံပေါ့တင်ပြီးွားတော့တွားရိုက်တိုက်ပြီးတော့အရသာရဲ့မျိုးကြီးပဲဖြစ်နေတာဟာအဲ့ဒါဆိုတော့ pregnancy brain အုံနောက်ကလူနဲ့စိတ်နဲ့မကပ်ဘူးအဲ့လိုပုံစံမျိုးပုံစံမျိုးကြီးပေါ့နော်ဖြစ်တတ်တယ် pregnancy brain လို့ခေါ်ရပေါ့နော်နောက်ဆိုပြန်ကောင်းသွားမှာပေါ့နော်ဒါပေမဲ့ဒီချိန်မှာတော့အဲ့လိုမျိုးလေးယူကြောင်မှုကြောင်လေးပေါ့လေနော်ဖြစ်တတ်ပါတယ်လို့အဲ့ဒါလေးရပြီးပါတယ်မှာရှိလေရှိသားရှိတယ်ဒါသုံးဆက်တဲ့ဘက်မှာဖြစ်တတ်တယ်အเจ้าညာလေးပေါ့နော်ဟာနောက်ကလေးလေးကိုကြည့်မယ်ဆိုလို့ရှိရင်လေသူ့ရဲ့ size ကဘယ်လောက်ကြီးနေပြီလဲဆိုလို့ရှိရင်အုံးသီးလုံးလောက်၃ပေါင်ခွဲ 3.8 pound ပေါ့နော်ဆိုတော့အဲ့လောက်လောက်ရှိနေပြီတဲ့နော်သူကအရှိဆိုလို့ရှိရင်လည်း16လက်မကျော်နေပြီပေါ့နော်ကျမတို့ဝေးရစားကလေးကတော့16လက်မလက်မ20အဲ့အဲ့လောက်ကနေစတာအခါကျတော့သူကအခု16လက်မ16လက်မကျော်နေပြီဆိုတော့ဒါဖြည်းဖြည်းနဲ့ရှည်လာပုံမှန်နေထားကိုရောက်လာတော့မယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့အဲ့လောက်လောက်ဖြစ်နေပါပြီတဲ့ကလေးလေးကပြီးတဲ့ခါမှာနော်ကျမတို့မိဘတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခုနပြောတဲ့ခဏခဏမိထတဲ့အုံလောက်အပြင်ဘလို့တခြားလက္ခဏာတွေရှိနေအောင်လဲအဓိကကတော့နော်ဒီချိန်မှာခဏကွာခုနကလိုမျိုးဘက်ကရမ်းမဲ့ အာကြီးလာတဲ့ခါကျတော့တွန်းတင်တယ်လို့မျိုးဖြစ်တော့အစာမကြေတာမျိုးရှိမဲ့ herbal diet ကနောက်ပိုင်းဆိုပို့ပြီးတော့လည်းဖြစ်နိုင်နေဖြစ်နိုင်နေအာအစာမကြေတဲ့ကိစ္စရင်ပူတာပေါ့နော်အဒီအထူးသဖြင့်စက်တဲ့အစာတွေစားရင်အဆီကြော်တွေစားရင်ကျမတို့ရင်ပူတာမျိုးတွေဖြစ်တယ်နောက်တစ်ခုကဒီချိန်မှာမိဘတွေဖြစ်တာเนาะကျမကိုကိုရိုင်းလည်းဖြစ်တယ်ဒါစီခလန်းခလန်းသွားတယ်ညာဘက်ကို၃နာရီလောက်တစ်ခါသွားတယ်အထူးအထူးသဖြင့်ရေမတောက်ပါနဲ့ညာအိယာခံနေမှာအရန်ခက်ခဲမှန်းသိတယ်ဒါပေမဲ့ညာ၆နာရီကျော်လို့ရှိရင်တန်တန်များရေမတောက်ဘူးမနက်မနက်ပိုင်းမှာပို့ပြီးွားတော့တောက်မယ်ပေါ့နော်မနက်နိုးနိုးချင်းမှာကျမရေတစ်ခွက်ကြီးအ 哇，特别啊，比哇罗斜嘛，啊，但奈的卡拉调。 အမြဲတမ်းလေးအောင်ဆက်လောက်တောင့်နေလိုက်တယ်ဆိုလို့ရှိရင်ကျမကတနားကြီးတစ်ခါလောက်အိမ်သာသွားနေလိုက်တယ်နေလေပဲမှာပေါ့နော်တနားကြီးခွဲနှစ်နာရီတစ်ခါလောက်အိမ်သာသွားတယ်တနားမရှိဘူးလေနေလေပဲဆိုတော့နော်ဟိုကတစ်ချိန်လုံးထိုင်နေမဲ့စာလမ်းရှာဖို့လည်းလိုတဲ့အခါကျတော့အဲကျမတို့ကအဲ့လိုမျိုးသွားလိုက်တယ်အဲဒါပေမဲ့ညနေ6နာရီကျော်ဟောက်လို့ရှိရင်တနင်္လာညရေကိုမတောက်ခင်းနေနေလိုက်တယ်အဲဆိုလို့ရှိရင်နည်းနည်းပို့ပြီးတော့တက်တာမဟုတ်လို့ရှိရင်ကျမတို့တစ်ခါလေးကြောက်လို့ရှိရင်3နာရီတစ်ခါလောက်အိမ်သာထပ်သွားမယ်စာညဘက်မှာတနားကြီးတစ်ခါလောက်ကိုကိုအိမ်သာထပ်သွားခြင်းတာမျိုးတွေရှိအဲဆိုလို့တညာလုံးဒီပါဒါအိမ်သာနဲ့ လူနဲ့ဟိုအိမ်သာပြေးလိုက်ပြန်အိတ်လိုက်ဆိုတော့ကောင်းကောင်းပဲအေးအေးပွားမလဲဆိုတော့မြေဖြစ်တဲ့အခါကျတော့ကျမတို့ကတက်လန်သမီးကနော်မိဘတွေကညနေဘက်ကိုအာရေမတက်ဖွင့်နေမနေ့ပိုင်းမှာရေမညတက်ဖွင့်ပါပေါ့နော်ပြီးတော့နောက်ခုကကောင်းတာကတော့နော် Kiko exercise ပေါ့ဒါလေးလည်းကျမပြောပြပါမယ်နောက်ပိုင်းနောက်ဗီဒီယိုလေးတွေမှာတခြားဗီဒီယိုအဖြစ်ပါလဲဆိုတော့ကျမတို့ကခန္ဓာကိုယ်ကြိုးတင်ပြင်ဆင်ထားတဲ့အာလာလဲတက်ရောက်တယ်ပြီးတဲ့ခါမှာခုနစီးခန်းခန်းသွားတာကိုလည်းစီးထိန်နိုင်တယ်ပေါ့နော်တခါကျရင်ကျမတို့ကစီးသွားခြင်းမိဖြစ်သူတစ်ဖြစ်နော်ဒုတိယအာမိခင်နေပေါ့နော် second time မဟုတ်လို့ third time မဟုတ်လို့ကျမဆို third time မှာပေါ့ဆိုတော့တတိယဟာကိုဝင်ဆောင်နေမိခင်ဖြစ်တဲ့ခါကျတော့ကျမတို့ဒီအောက်ပိုင်းမှာရှိတဲ့ကျွတ်သားတွေကခါလေးကြလို့ရှင်ပြိုလို့မျိုးမဟုတ်တော့ဘူးပေါ့နော်လည်းရော့နေတဲ့ခါမျိုးကြီးခမဒီ pelvic floor muscles တွေပေါ့နော်ကျမတို့ရဲ့ဒီစီးလန်းချောင်းမှာရှိတဲ့ကျွတ်သားတွေကပို့ပြီးတော့ခိုင်မာလာအောင်လို့ဆို kegel exercise လုပ်လို့ရတယ်အဲ့ဒါကြီးလည်းပြီးတော့နောက်ပိုင်းကျရင်တော့ပြောပြမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး kegel exercise လေးကိုနော်အဲ့ရမနက်မနက်မှာတစ်ခါညနေမှာတစ်ခါကျမဆိုလို့ရှင်ကျမကားမောင်းနေနေတဲ့လှုပ်ကျမတို့လည်းဆိုတော့ကားမောင်းနေတဲ့အချိန်ကကျမတို့ကဟိုထိုင်နေတဲ့အချိန်ပဲလေဆိုတော့ ဘာမှလည်းလုံးဆရာမရှိနေတူတူတော့အဲကျမတို့ traffic တွေပိုင်းမိနေလဲဆိုလို့ရှိရင်အဲမှာ key ကိုထိုင်လုံးနေလို့ရတယ်။ဘာမှအဲ့ထက်လို့ရှိချက်လုံးဆရာမလုံး။ဆိုတော့ခနာကိုကိုခနာကိုကိုကကြည်ပြီးတော့ contract လုပ်နေရုံပဲ။ဒါဒါဘယ်လိုလုပ်ရလဲဆိုတာတော့နောက်မှပြောပြမှာပေါ့နော်။ဆိုတော့ key ကို exercise လုပ်ရင်လည်းကျမတို့ကစီခနာနဲ့တက်တာလေ။စီခနာသွားခြင်းနဲ့တက်တာလေ။အခုက back pain ပေါ့နော်။ဒါကတော့ခနာကိုကပေါင်း20 30လောက်ကိုလေးတဲ့ weight တုံးကြီးကိုကျမတို့ဖိုက်မှာချီပြီးတော့လမ်းလျှောက်နေရတယ်လို့ပဲ။ဆိုတဲ့အခါမျိုးမှာကျမတို့ကခါ ဘယ်လိုဖြစ်လဲဆိုတော့ gravity ပေါ့ gravity ဆိုတော့ကျမတို့ကမြေရဲ့ဆွဲအားရှိတယ်လေ။မြေရဲ့ဆွဲအားကျမတို့လမ်းလျှောက်ရင်တည့်တည့်သွားတယ်။ဒါပေမဲ့ကျမတို့ bike ကြာ bike ကြီးတဲ့အခါမှာအဲ့ရှေ့မှာရှိတဲ့ wheel ကကျမတို့ car ကိုဆွဲပြီးတော့အရှိကိုဆွဲချတယ်လို့ပြဖြစ်တဲ့အခါမှာကျမတို့ car ကလမ်းလျှောက်ရပုံမှန်မဟုတ်ဘူးပေါ့နော်။တည့်တည့်မမှန်မဖြစ်တဲ့အခါမှာကြာလာတော့အယိုးလေးတွေကပုတ်မိပြီးွားတော့ခါးနာတာမျိုးတွေရှိတယ်။နောက်တစ်ခါမှာကျမတို့ကဒီအချိန်မှာထွက်တဲ့ hormone ကပြောင်းလဲမှုကြောင့်လေကျမတို့ရဲ့ခန္ဓာကိုယ်တွေကအယိုးအယွတ်တွေက loose ဖြစ်နေတာမျိုးတွေရှိတယ်။အဲအကြောင်းမို့ကျမတို့ပို့လို့ ခါနာတတ်တယ်ပေါ့နော်ကျွန်မဆိုလို့ရှိရင်အခုဒီမှာဗီဒီယိုလေး record လုပ်နေတဲ့အချိန်မှာကျွန်မ34ဘတ်ရှိသွားပြီ။နောက်34ဘတ်မှာကျွန်မအခု cardio practice ပြန်နေရပြီပေါ့နော်။ဆိုတော့ဟိုခါနာတာမလို့မှမခံစားနိုင်တော့ဘူး။ဆိုတော့အဲ့လိုမျိုးဖြစ်နိုင်နေ။အာအချို့ဒီတက်ပို့ပြီးတော့ဆေးရတော့မတောက်စီချင်ဘူးတနိုင်တယ်များကျွန်မကူကူတိုင်းလေ။နော်ဆေးကြောင်းနာလည်းပဲပဲ။ဆေးကိုတနိုင်တယ်များမတောက်ဘူး။ခါရမ်းနာလို့ရင်ဟိုပျောက်စီလိုမျိုးနည်းနည်းပူတယ်။အာမျိုးလေးကိုခါအောင်လိမ့်လိုက်တယ်။ဒါမှမဟုတ်လည်းပူအိတ်ကတ်လို့ရတယ်။နော်ခါအောင်အဲဒါမှမဟုတ်လို့ရှိရင်ကျွန်မ exercise တွေလုပ်လို့ရတယ်။နော်ဒီကြောင်းနေလေကျွန်မနောက်ထပ်ဗီဒီယိုတီးစ ံလုပ်ပေးပါမယ်ဆိုတော့ဒါတော့လုံးစင်မှာဖြစ်လိဖြစ်တာရှိတယ်မိဘတွေရဲ့30တပတ်မှာဖြစ်ပျက်နေတဲ့ဖြစ်စဉ်လေးတွေကိုမျှဝေသွားတာပါโอเคဆိုလို့ရှိရင်နောက်ဘက်ချမှတ်သွင်းမယ်ဘိုင်